င်္ဂလာပါရှင်ခေါပြင်းလေးလှုပ်ရှားပြစ်လို့ပြန်လဲဝေးငှတာဖြစ်ပါတယ်မုံလေးဆက်တဲ့အခါမှာဆိုရင်တော့ကောင်းရင်းစံစံချိန်ခွက်တစ်ခွက်ဆိုရင်စံမုံထမင်းစားစွန်းနဲ့ဒဇွန်ထည့်ပေးရပါမယ်ရှင်စံချမ်းမရောရင်တော့အရန်စီကတ်နေမှာဖြစ်ပါတယ်ပောင်ဝင်ပစ္စည်းဖြစ်တဲ့နှမ်းကိုတော့လော်ပေးထားရမှာဖြစ်ပါတယ်ထမင်းကိုလည်းကြိုပြီးစစ်ထားပေးပါရှင် ုံသီးကိုလည်းချစ်ထားရပါမယ်။နေပြီးနှက်ထားတဲ့မုံတစ်ကိုတော့ပေါင်းအိုးထဲမှာမိမိစိတ်ကြိုက်လိုသလိုပုံသွင်းပေးပါရှင်။မီးမဲများပေါ်မူတည်ပြီး15မိနစ်ကနေမိနစ်20ခန့်အထိကြာနိုင်ပါတယ်ရှင်။ ပေါင်းထားတဲ့မုတ်လေးရပြီဆိုရင်တော့မုတ်ပူနေတော့အချိန်မှာနှမ်းဖြူပေးရမှာဖြစ်ပါတယ်။နှမ်းကိုလည်းမိမိစိတ်ကြိုက် ထောင်းပြီးတော့ထည့်လို့လည်းရပါတယ်ရှင်။အုံးသီးဖြူထညက်ရေးစမ်းပြီးရင်တော့အရသာ ရှိတဲ့မုတ်ခေါပြင်းလေးရပါပြီရှင်။ ဒါကတော့အလွယ်လုတဲ့မုတ်ခေါပြင်ဖြစ်ပါတယ်။မုတ်ခေါပြင်အစစ်ကတော့ကောက်ငင်းဆန်ကိုထောင်းပြီးပြုလုပ်ရမှာဖြစ်ပါတယ်ရှင်။စားကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။